အမျိုးရေမင်္ဂလာပါဗျဒီနေ့က16ရက်ဆယ်လာပိုင်းမထောင်ထဲမှာ25ဖြစ်ပါတယ်ဗျတရင်လေးကတော့ဘိုးဘက်ရက်ကကခုတလောဟောင်းစီရဲ့သကလုံးကိုတုံးလိုက်မယ်ကောင်းကြလေးရဲ့လားပေါ့နော်ဟောင်းစီကပြောတယ်ပေါ့ကိုတော့ပြန်ပြောလိုက်မယ်ကောင်းပါတယ်ဗျပေါ့နော်ကြားလို့မှကောင်းတယ်ပေါ့နဝင်းချိုးတယ်ခုတလောတရင်နေကြားနေရတာတွေကနော်အရာအလုံးတကယ်နဝင်းချိုးတဲ့တရင်နေဆိုင်မယ် နဝင်းချိုးတဲ့တရင်နေရာဘာလဲလဲဆိုရင်ဒါငင်းချိုင်းရေးကိုဥတည်နေတာပဲလူရဲလူတိုင်းမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံလူပြည်သူများအားလုံးလည်းအေးစစ်ဖြစ်ချင်ကြတယ်ငင်းချိုင်းရင်ကြတယ်အေးချမ်းရင်ကြတယ်မငင်းချိုင်းရင်မှုမအေးချမ်းရင်မှုဆိုတဲ့လူတဦးမှမရှိဘူးမငင်းချိုင်းရင်မှုမအေးချမ်းရင်မှုစုပူမှုလို့ကြမ်းဖက်မှုလို့လာတယ်ဆိုလို့ကတော့အဲ့ဒီအကြမ်းဖက်အုပ်စုတွေခွက်ခေါက်တွေပဲရှိတာပဲဗျာ ဘာလို့လဲတို့ကဒီလိုစူပူမှုတွေကြမ်းပတ်မှုမငိမ့်ကြမှာတို့တွေကအဆင်ပြေမှာလေဗျာအဆင်ပြေမှာနော်ဒါမင်းရဲ့မြင်းကြိုင်ရဲ့အကြောင်းလေးလည်းဦးစင်ပြောခဲ့တယ်ဗျာမြင်းကြိုင်မှာဆိုရင်လဲဟုတ်လားထင်ရခဲတယ်မိုက်မိုက်ခဲရောကြံစုံမဲ့စိုးအောင်ရောကြက်ပြောက်ငှက်ပြောက်ပြောင်းနေကြတယ်နော်မြင်းကြိုင်ကလက်ညီတက်ညီတက်ဖေဖော်ဝါရီရဲ့နော်ဖေဖော်ဝါရီရဲ့ ကိုလရွှေတို့ရဲ့မန်ယူမင်းတို့ဖိုက်တာတွေအုပ်စုရဲ့မြင်းရန်တထိုးကြီးလက်ညီလက်ညီနဲ့ဟုတ်လားဖိုက်နေကြတာမျိုးတွေအားလုံးလဲကြားရမယ်ထင်ပါတယ်ဗျာနော်ကြားရမယ်ထင်ပါတယ်ဒီလိုတရင်တွေမှာကြားလို့မှမကောင်းဘူးတို့ကဘယ်ဟာကိုကြားလို့ကောင်းအောင်မလဲဘယ်ဟာကိုကြားလို့ကောင်းအောင်မလဲကြားလို့ကောင်းတာပေါ့ကြားလို့ကောင်းတာပေါ့နော်လူကြီးတွေဟုတ်လားရွေးကောက်ပွဲကြီးကလည်း ဟိုနီးလာပြီ26ဆိုရင်ဒေါ်လာတစ်ခုနဲ့တစ်ခုတစ်ပါတီနဲ့တစ်ပါတီဒီလူတွေကိုမဲစီးအောင်ရတော့မယ်ဟုတ်လားလက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ပါတီတွေကလည်းစီးအောင်မယ်လက်တွေ့အကောင့်ဖက်ထဲပေါ်နေပြီးသူတွေကိုမလုံးပစ်ပြီးမဲတွေတောင်းကြမယ်ယူကြမယ်ယူရီအနေနဲ့ကလည်းဘယ်ဟာလက်တွေလဲဘယ်ဟာလက်တွေဘယ်ဟာဓမိုင်းကောင်းတယ်လဲဘယ်ဟာဓမိုင်းလှခဲ့တယ်လဲဒါတို့တော့တခြားသိဖို့လိုတယ်ဗျနော်ကိုရွေးချယ်မဲ့အမတ်တီကိုရွေးချယ်မဲ့ပါတီတွေကို ဒါတော့ရွေးချယ်ဖို့လိုတယ်เนาะရွေးချယ်ဖို့တော့လိုတယ်အခုဒီလောက်တွေ့ရတယ်ဒါဖက်ဒါဖက်ကပြည်သူကာကွယ်ရေးတဲ့နော်ပြည်သူကာကွယ်ရေးကတော့ပြည်သူကာကွယ်လားမကာကွယ်လားတော့ခင်ဗျားတို့မတည်ဘူးဗျအားလုံးကတော့ပြည်သူအတော်လန်းတွေကတော့တွေ့နေကြတယ်ဖြစ်ဖြစ်နေနော်ပြည်သူတွေလည်းအကြီးအကျယ်နောင်လိုက်ရတယ်ပြည်သူပါဆိုလားဗျနော်အဲ့မဲ့နေပြီးတော့ဘယ်နေရာရတယ်ဆိုတော့ဝင်းပြိုင်ပါတွေ့လိုက်ပါလေရေထဲမိုးထဲမှာ ကျွန်တော်ဖြစ်ချင်တာကိုပြောကျွန်တော်မလုံနိုင်တဲ့အထက်ကိုတင်ပြမယ်ဘာညာဆိုရင်မအောင်မဲစကလုံးလှလာနေတဲ့တော်ကီတွေနဲ့ပြလုတ်ပါလိုက်တာအောင်မဲပြူရီရဲ့အောင်မဲလိုက်ပြတယ်ပေါ့အញ្ញဘယ်ပြောင်းနေမှမတည်ဘူးနော်ဘယ်ပြောင်းနေရလို့မတည်ဘူးနိုင်ငံရေးဒီမှာဆိုအရားပဲကြနော်နိုင်ငံရေးဒီမှာဆိုအရားပဲအဲဘာတို့တော့ရေကောက်ပွဲတော့နေလိုက်ရေကောက်ပွဲနေလိုက်အော်ဒီအောင်ပွဲလီလီရလဲနော်ဟုတ်ဆိုလဲဒီဘော လာရက်တို့အတွင်းမှာပဲနောင်ချိုနောင်ချိုပြီးတော့ကြောင်မဲကြောင်မဲပြီးတော့ဒီမော့ဒီမော့ပြီးတော့နမ်မဆန်တို့ဟုတ်လားနမ်မတူတို့နန်းခမ်းတို့ဘလောင်တို့နေရာတွေအဘာပြောပြောနမ်မတူတို့နန်းခမ်းတို့ပဲလဲဘလောင်ကိုပဲအုတ်ချုပ်ခွဲဆိုတာမရှိစေရဆိုတဲ့အတိုင်းပဲပြောရလို့ရှင်ဗျာဘလောင်ကဘယ်နေရာနဲ့ထိုက်တာလဲသူတို့အကုန်းပေါ်မှာလက်ဖက်ခုစားတယ်ပဲထိုက်တယ်ဘလောင်ကအကုန်းပေါ်မှာလက်ဖက်ခုနေရာပဲကောင်းတယ် တိုင်းသားတွေထဲမှာဘလောင်နဲ့ရခိုင်ကညာညာတင်းတဲ့ထဲမှာမပါဘူးဗျနော်ခင်ဗျားတို့အဲ့တာဘုံကျော်ဆိုလို့ရှိရင်မန္တလေးဥမန္တလေးသားတွေကတာဘုံကျော်ရဲ့လယ်မြေကိုနေခြေထောက်နဲ့နင်းလိုက်လို့ရှိရင်မန္တလေးဥမန္တလေးမန္တလေးသားတွေဖုန်ကြီးကျောင်းကဟင်းပေါင်းနေတာဘုံကျော်ပါဇက်ထဲကနေအတုံးလိုက်အတိတ်လိုက်ခုထိထွက်တည်တယ်ထုတ်လုံးမဆိုရင်တာဘုံကျော်ကမန္တလေးဖုန်ကြီးကျောင်းမှာနေပြီးမှတက်ကြလို့တက်ဖွဲယူသွားတဲ့လူတယောက်နော် မန္တလေးလူမန္တလေးသားတွေရဲ့ခြေစူးတရားနဲ့မကင်းမှုတာဘုံကျော်ဆိုတဲ့လူပါတာဘုံကျော်ဆိုတဲ့လူကခြေစူးတရားနားလေတဲ့သူမဟုတ်ဘူးခြေစူးတရားနားလေတဲ့သူမဟုတ်ဘူးနော်တာဘုံကျော်ဆိုတဲ့လူညတာစရာလဲမလို့ငိမ့်ကြိုင်လဲကန်းကန်းလန်းစရာအကြောင်းရှိတဲ့သူတွေမှာတာဘုံကျော်တို့မပါဘူးအေးထွေးမြင့်နိုင်ဆိုတာလဲထုံနေတူသွားပဲနော် အဲ့တော့ရခိုင်တိုင်းရင်းသားလေယာဂိုင်လုံးမှာအဲ90ရာဂိုင်တော့ထုံနီးတူသွားပဲထုံနီးတူသွားပဲတိုင်းနာစီလုံးညညမှုဂျိုကွဲအောင်ပောက်ကိုတော့ပြောနေအောင်တိုင်းနာဒေါ်စောမြတ်ရာသာလာပါသူတို့တွေဥစဉ်တော့တဘောကြတယ်ဒေါက်တာအေးမောင်တို့ဥစဉ်တော့တဘောကြတယ်စီလုံးမှုညညမှုတိုင်းနာစီလုံးညညမှုတို့တို့တက်မှုဥစားတယ်နော်သူတို့တွေတဘောကြတယ် လေးလေးလေးစားပါတယ်เนาะလေးစားပါတယ်အဲ့တော့ညာနေတော့ကိုယ့်လူတွေပဲခံနေရပါပဲအညာနေနိုင်လဲညာခဲ့လို့အကုန်လုံးပေးကြရည်เนาะညာနေတာခံခဲ့ရခံခဲ့ရချင်းလည်းတော့လူလေးလည်းခံခဲ့ရည်အဲ့ရှေ့လျှောက်လဲညာစရာအကြောင်းမရှိဘူးလို့ပဲဦးသိန်းတော့တုံ့နှက်ချင်ပါတယ်အဲ့လူကခုတီဘောကိုဆွတ်ခွာတီဘောယူယူမိချိုပါတယ်တကယ်ထင်ကြရနေရည်တကယ်ဌာနဆိုင်ရနေရည်တကယ်ချိုးနေရည် YouTube နဲ့နေရာတွေ YouTube စင်းမိရှုပါတယ်ဒါဘုံရောဘလောင်ဖွဲ့လေးပေါ့နော်ဘလောင်နဲ့ဒီနေ့ပူပေါင်းဖွဲ့ PDF တွေလည်းပါရင်ပါမှာပေါ့နော် PDF ဆိုတော့မကြတော့ပါဘူးအဲ့တော့နမတူလို့နန်းခမ်းလို့နမ္ပဆန်တို့ဟုတ်လားနန်းခမ်းပေါ့လေအကုန်ဟိုဘက်တွေပေါ့ဘယ်စီပြေးနိုင်မှလဲပြေးသားกว่าဆိုတော့ပြေးခိုင်းရှင်းဆရာကြီးကတော့ကိုယ့်ဘက်တွေတတ်မတော်ကတော့မိလူတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေနော် ငြိမ်းချမ်းရေးကိုလိုလားတဲ့ငြိမ်းချမ်းမှုကိုလိုလားတဲ့နိုင်ပြည်ရဲ့တိုးတက်မှုကိုလိုတိုင်းရင်းသားစိတ်လုံးညီညွတ်မှုကိုလိုလားတဲ့တိုင်းရင်းသားဒီစိတ်ချမ်းသာမှုအတွက်တိုင်းရင်းသားမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတံမတော်အနေနဲ့လောက်ဆရာကြီးကတော့ဆက်လုံမယ်လို့ဦးဇင်းတို့ကတော့တရားခိုင်တော့ယုံကြည်ပြီးသားပါဗျာနော်တရားခိုင်လုံးယုံကြည်ပြီးသားပါဒီလူလူတို့ရဲ့အား ဒီလိုလူတို့ရဲ့ဖွံ့အားတွေကလည်းအလုံးမြင်တဲ့အတိုင်းပါပဲနော်မြင်တဲ့အတိုင်းပါပဲဒါချင်းချင်းနေဒါ PDF တွေထောက်ပို့တွေဆိုရင်လည်းလူတို့ order all နေရပါတဖြည်းဖြည်းနဲ့လူတို့တွေအားတွေကအရင်နဲ့မတူတော့ပါဘူးနော်အာဘော်အားရတယ်ဒါလူတို့တွေပြောပြောနေကြတာပါဒါပေမဲ့လူတို့တွေကယင်တဲ့ကလို့ယင်တဲ့နှလုံးသားတွေကလို့လိုက်လိုက်လဲလဲနဲ့လူတို့တွေယင်တဲ့နှလုံးသားတွေကမပါတော့ပါဘူးဗျာနော်နည်းနည်းလေးပဲခောက်လို့ပဲရရနည်းနည်းလေးပဲခောက်ခောက်လို့ပဲအဆင်ပြေပြေဆိုတော့အနေထားတစ်ခုနဲ့ပဲခောက်နေရတော့တာဆိုတာလေပြည်သူများအားလုံး ဒါအတိဆုံးပါဗျအတန်လေးနားထောင်ကြည့်ပါဗျငဘွားလို့ပြောတာတွေကအသက်မပါတော့ဘူးပေါ့နော်အသက်မပါတော့ဘူးနော်တို့တွေနော်မကွေးတိုင်းမှာဆိုလဲထိုနည်းတူသွားပဲမကွေးတိုင်းမကွေးတိုင်းမှာဆိုလဲဒါ PDF တွေကဒါကြီးကြီးဆိုရင်ဒါတော်တော်ကြီးကုန်ခန်းတဲ့လောက်ဖြစ်သွားပြီရင်းကြမှာဆိုလဲထိုနည်းတူသွားပဲအညာဒေတာတွေမှာတော့ဟုတ်လားနောင်တရရရနောင်တမရရနဲ့ရှစ်ဆက်ပြီးမှဆက်မိုက်နေပဲဆိုရင်တော့အညာအတွက်ပြောစားလို့ပဲဥစဉ်တော့တော့တုံးတက်ချင်ပါလေဗျနော်ဒါလည်းတုံးတက်ချင်ပါလေ ာပုံမလေးလေးပြောရလို့ရှိရင်ဗမော်တို့ကချင်းပြည်နယ်ဆိုမြန်မာထိုးစစ်เนาะမြန်မာတပ်မတော်ကြီးဟာတိုင်းသားမြောက်သားတွေလည်းဖွဲ့စည်းထားတဲ့မြန်မာတပ်မတော်ကြီးဟာဒါတိုင်းပြည်ဒီငြိမ်းချမ်းဖို့အတွက်ရွေးကောက်ပွဲကြီးအောင်မြင်မြင်နဲ့ငြိမ်းချမ်းမှုနဲ့ပြည်စည်းပွဲဖို့အတွက်ကိုသူတို့လှုပ်ဆရာရှိရာတွေကိုလည်းဆက်လုပ်နေတယ်ဆိုတော့လည်းပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာ။ဒါကြောင့်ပြည်သူများအားလုံးနေနဲ့တကယ်ငြိမ်းချမ်းမှုကိုလိုလားတယ်အေးချမ်းမှုကိုလိုလားတယ်အတိုင်းပြည်ရဲ့တိုးတက်မှုကိုလိုလားတယ်ဆိုရင်တော့မြန်မာတပ်မတော်ကြီးနဲ့အတူ ဆက်ရှိနေလို့လိုအပ်ပါတယ်ဗျเนาะအဲ့တော့ငြိမ်းချမ်းမှုကိုငြိမ်းချမ်းမှုရဲ့အရာတာကိုသိကျင်နေဆိုရင်တော့အချမ်းဖက်တွေနဲ့အတူနေခဲ့ပြီးမှအချမ်းဖက်တွေရဲ့ဓာန်အလူလဲခံနေရတဲ့ဖြူတွေကိုဒါမေ့ကြည့်ပါလို့ပေါ့ကိုတော့ပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ